ော့ပုံရင်ခုံနေတယ်။ဘာလို့လဲဆိုတဲ့အခါကျတော့လက်ရှိရုပ်ရှင်ဈေးကွက်မှာမင်းသားဥဆောင်တဲ့ဈေးကွက်ဖြစ်တာ။ဟုတ်နော်။ဒါပေမဲ့လည်းဟိုဘာလို့ဆိုတော့ရုပ်ရှင်ပြည်သက်မှာကြည့်လိုက်ရင်အများအားဟိုမင်းသားကိုချစ်လို့မင်းသားကိုကြိုက်လို့လာကြည့်ကြတဲ့ဟာကအမြင့်သူတို့စီမှာခောက်ရိုးကျုံးနေပြီးဘောနော်။ဒီကားလေးကိုလာပြီးအားပေးတယ်ဆိုရင်ကျမတို့ကိုဖူလာနဲ့အတူတူပါပဲ။ ကိုယ့်ရဲ့ရုပ်ရှင်စီးရုံးကဒီဘောနော်မိခင်နေဒီအဖွဲအယူအာဒါအကျိုးပြုနိုင်မယ်သူတို့တတောင်းတမြင်ရတဲ့အကျိုးပြုနိုင်မယ်လို့ယုံကြည်လို့ဒီကောင်ကလည်းအင်တိုက်အားတိုက်လေးနဲ့မြို့သူတို့ကပို့ပြီးတော့အာယုံဆိုက်ပြီးတော့ပိတ်သက်ကိုလည်းကြည့်ဖို့အတွက်အနားနီလည်းထပ်ပြီးတော့အာမြစ်တိုက်ခံမအောင်မယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်ဟာဖျားလဲရှိတာပဲမုံတရားထမ်းမြစ်တာပဲ ဲ့သူအခုလက်ရှိတော်တော်အမေရိကန်တာရိုက်နေရတာများပါတယ်။ဘာလို့ဆိုအမြသူကိုထင်တယ်။အကယ်မီရတဲ့ကားကလည်းအမေရိကန်တာပဲ။အခုလက်ရှိတော့အဲ့လိုဖြစ်နေရပါတော့။အမြသူကိုအမေရိကန်တာနဲ့လှတဲ့အမေပေါ့။အဲ့လိုမျိုးဖြစ်နေကြတယ်ရှင်။ ဒါပေါ့နော်မကြမီယုံနေပြတာတော့မယ်အကုန်လုံးရှင်းစားကြားလိုက်ပေါ့ဒီကားကအဓိကတော့မိခင်တွေရဲ့မြင့်တာရှိမိခင်မိဘမိခင်တွေရဲ့ချစ်ချင်းတွေကမိခင်ဆိုတာမျိုးစုံရှိတယ်ဒီကားထဲမှာဆိုတော့ဒီကအမေတွေကအများကြီးပဲပေါ့နော်စိတ်မနှံ့တဲ့အမေရှိရယ်ပြီးတော့နောက်ပေါ့နော်အထူပေါ့လို့ပြောခက်ခဲပြင်ပန်ရုံးကန်တွေကအမေပေါ့အမေများမျိုးမျိုးစုံရှိတယ်ဒီမိခင်တွေရဲ့မြင့်တာတွေကိုပြတာမယ်ကားပေါ့ပြောချင်တာကတော့တကယ်ကိုဒရမာပေါ့နော်မြန်မာရုပ်ရှင်ပြည်သက်ကြိုက်မဲ့ဒရမာကားဖြစ်ပါတယ်ဒါပေမဲ့တခုရှိတာကဟိုကြည်နေတဲ့ဟိုပြနေကြရုပ်ရှင်ပုံစံတွေနဲ့မတူကွဲထွက်နေတဲ့ခါကျတော့ အာရုံထဲကိုလာကြည့်ဖို့တည်းမြင်သူကဖိတ်ခေါ်ခြင်းပါလေလာကြည့်ကြည့်ပါတကယ်ကိုအနှစ်သာရပြေးွားတဲ့ရုပ်ရှင်ကာတကားကိုကြည့်ရမယ်လို့အာမခံပါလေရှင်ဒီကမှာဒရိုက်တာဒါကုကျော်စောလင်းပေါ့နော်အတွေးပုံရေးဆိုတာလေတကယ်ကိုဒရိုက်တာကြီးပေါ့နော်မြင်သူတို့ငငယ်လေးကကိုယ်တွေကို အာတင်ပေးလာရတဲ့အမှုအသေးဆောင်ရင်းဆိုတာဘာလဲဆိုတာကိုတင်ပေးတဲ့ rider ကြီးကိုယ်တိုင်ဒီတကမ်းမှာတကယ်ကို profit ရင်ပြီးပေါ့နော်စိတ်ခွန်ဟာအပြည့်နဲ့လိုက်ထားတဲ့ကားဖြစ်ပါတယ်ဒီကားရဲ့အဓိကထူးခြားချက်ကတော့ထုတ်လုပ်တဲ့ brushing ကဆိုရင်ဒါပုပ်ပုပ်ရုပ်ရှင်ထုတ်လုပ်ရရဆိုရင်ဒီကားကားကိုအမြင့်အစွန်းရောက်မြအမြင့်အစွန်းအကုန်လုံးကရုပ်ရှင်ရုပ်ရှင်ရှင်းကအမေများအဖွဲ့အတွက်ဝေပသပင် site ထုတ်မဲ့ကားဖြစ်တာကြောင့်မလို့ပေါ့နော်ရုပ်ရှင်ကိုချစ်တဲ့သူတွေအမိခင်မေတ္တာကိုပေါ့နော်ဟောဖြစ်တဲ့သူတွေအားလုံးရုပ်ရှင်ကိုလာရောက်ကြည့်ဖို့တဲ့မေတ္တာရဲ့ခံကြပါရှင်အင်းမြတ်သူကတော့ဒါကို ကိုဖြိုးငွေစိုးနေပေါ့နော်မြတ်သူတော်ကတော့ဒီဇာကားမှာတော့အရင်ကြီးထူးခြားတဲ့မိခင်တော့မဟုတ်ဘူးရှင်အာတာမန်မိသားစုကနေမှမိခင်တရားမြတ်သူတက်ပို့ပြီးထူးခြားတဲ့ကာရတာတွေအများကြီးရှိတယ်ဥပမာစိတ်မနှံ့တဲ့မိခင်ရှိတယ်အာနောက်ပြီးတော့ပေါ့နော်ဒီကိုဝင်းနဲ့ရုန်းကန်နေရတဲ့မိခင်ရှိတယ်နောက်ပြီးတော့ဒီ LGBT ကနေမှမပေါ့နော်မိခင်ဖြစ်သွားတဲ့အာမိခင်ဒါတွေအပြင်မှာလည်းတကယ်ရှိရဲ့မိခင်တွေပေါ့နော်ဆိုတဲ့အခါကျတော့တဘာဝတရားကြီးမှာတကယ်ရှိရဲ့အမေတွေရဲ့ဇက်ကောင်တို့ဇက်ကောင်တွေကပို့ထူးခြားတယ်မြတ်သူကတော့အဲပေါ့နော်ဒီအမျိုးသားနဲ့ ကွဲသွားပြီးတော့မှဒီသမီးကိုဟိုဆောက်ရှောက်နေရတဲ့မိခင်တယောက်နေရကနေပါရတာပေါ့ရှင်ဟုတ်ကဲ့ရှင်အာခုခေတ်မှာကမင်းသားဈေးွက်ဖြစ်နေတဲ့အချိန်မှာအမေတို့ဒီကားလေးကပေါ့နော်မိခင်ပြတာဖြစ်တဲ့အမေမျိုးသမီးတွေဦးစားပေးတာမဟုတ်လို့ပရိသတ်ပို့စိတ်ဝင်စားအောင်ပြီးတော့ဒီကားလေးကကြည့်ရင်တော့ကြောက်ဒါပေမဲ့ယုံငဲရောက်ဖို့အတွက်ကအမေတို့တော်တော်လေးကိုယုံခံရမယ်ရှင်မြစ်တော်ပုံရင်ခုံနေတယ်ဘာလို့လဲဆိုတဲ့အခါကျတော့လက်ရှိရုပ်ရှင်ဈေးွက်မှာမင်းသားဦးဆောင်တဲ့ဈေးွက်ဖြစ်တာအောင်နော်ဒီထဲမှာဆိုဒါကုဖြိုးငွေဆိုတယောက်ပဲပါတယ်ကုဖြိုးငွေဆိုကလည်းဧည့်သည်တယောက်ဆောင်နေပဲပါ ပေးတာသူကလည်း main leader ရောကနေမဟုတ်ဘူးဒါက meeting တွေက main leader ဖြစ်နေတဲ့အကြောင်းမလို့ပေါ့နော်ဆိုတော့အခါကျတော့မြင့်သူကပုံရင်ဖုံတော့ဆိုတော့လက်ရှိမှာဘာပြောဟိုမင်းသားဈေးခွင့်နဲ့မင်းသားကိုချစ်လို့အာလာကြည့်ကြတာကြီးများတဲ့အခါကျတော့မြင့်သူတို့ရဲ့ကအမှန်တမ်းပြောရင်တော့အာနည်းနည်းတော့ပေါ့နော်ဟိုရင်စိတ်လှုပ်ရှားတယ်ဟိုကိုကားဟိုပေါ့နော်ပြိတ်သက်ကြည်စီနေတာပေါ့လှုပ်ကြတော့လဲဟို ကြည့်ပြီးတော့မှလက်ဆင့်ကမ်းလို့ဆိုဟိုးနောက်မှတင်းလာနေလို့အဲ့တော့မှတို့ကအကားကောင်းနေဆိုဖြစ်တာမင်းတို့ဟိုယုံတင်တင်ချင်းကိုပေါ့နော်လာရောက်ကြည့်ရှုအားပေးစီလို့တဲ့အမြင့်တို့ကမေတ္တာရက်ခံချင်ပါတယ်တကယ်လည်းရင်ခုန်ပါအဲ့ဆိုတော့အော်ဇက်ကြီးကသူက main ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ခုနကလိုပိတ်သက်တယ်အခုလက်ရှိ hot တဲ့မင်းသားတွေမပါတဲ့ရုပ်ရှင်ကားဖြစ်တဲ့အတွက်တော်တော်လေးတော့ဟိုအမြင့်တို့တွေပေါ့နော်ဟို ပို့ပြီးအင်အားစိုက်ထုတ်ခြင်းနဲ့ပြီးတော့ရလာတဲ့အကျိုးမြတ်ကလည်းအလူတန်းဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပို့ပြီးတော့လည်းအမြတ်တို့ဟိုပို့ပြီးတော့လူတွေကိုကြည့်ဖို့ပေါ့နော်ပိတ်သက်တွေပို့ပြီးတော့ကြည့်စီချင်ပါလေရှင်ကြည့်ဖို့လည်းအမြတ်တို့ကမြင်တတ်ရခံချင်ပါလေဒီကားလေးကိုလာပြီးအားပေးတယ်ဆိုရင်ကျမတို့ကိုဖူလာနဲ့အတူတူပါလေလာပြီးခံစားကြည့်ပါဦးကျမ catch ပြီးတော့ အဲယုံတော့ယုံကြည်ရပါတော့နော်ဒါပေမဲ့လည်းဟိုဘာလို့ဆိုတော့ရုပ်ရှင်ပြည်သက်မှာကြည့်လိုက်ရင်အများအားဟိုမင်းသားဟိုချစ်လို့မင်းသားကိုကြိုက်လို့လာကြည့်ကြတဲ့ဟာကအမျိုးသူတို့စီမှာခောက်ရိုးကျုံးနေပြီးဘောနော်ဆိုတော့အခါကျတော့မြတ်စွာဘုရားဒီကားလေးကိုလည်းအဲ့လိုလေးဖြစ်ချင်တာဇက်ကိုကြိုက်လို့ ဇလန်းကိုကြိုက်လို့လာကြည့်တဲ့ပရိသတ်မျိုးခုပေါ့နော်ဒီကားအတွက်ကခွန်အားလိုအပ်ပါတယ်လို့ပြောချင်ပါတယ်အဲ့မဲ့သူတို့ကလည်းအာတစ်ချိန်မှာကိုရီးယားလည်းမဟုတ်ပေါ့နော်ဟိုအသက်ကြီးလာတဲ့အခါရုပ်ရှင်ရဲ့အမိခင်နေရာကိုရောက်မဲ့သူတွေပေါ့နော်နောက်နောက်နှစ်30နောက်နှစ်20ရှိသေးရင်ပေါ့နော်အသက်ကြီးနေတာရှိသေးကိုရီးယားလည်းအမိနေရာကိုရောက်မဲ့တရုတ်ဆောင်တွေဖြစ်တဲ့ကြောင့်မလို့အော်ဒီလိုမျိုးပေါ့နော်ကိုရဲ့ရုပ်ရှင်စီးရုံးကဒီပေါ့နော်မိခင်နေဒီအဖွဲ့အစည်းကိုအာဒါအကျိုးပြုနိုင်မဲ့သူတို့တော်တော်များများနဲ့အကျိုးပြုနိုင်မဲ့လို့ယုံကြည်လို့ဒီကားကိုလည်းအင်တိုက်အားတိုက်လေးနဲ့မြို့သူတို့က ောင်ပို့ပြီးတော့အာယုံဆိုက်ပြီးတော့ပိတ်သက်ကိုလည်းကြည့်ဖို့အတွက်အနားနီလည်းထပ်ပြီးတော့အာမြစ်တိုင်ခံမအောင်မယ်လို့ပြောချင်ပါတယ်ရှင်။ဟုတ်ကဲ့ရှင်ဟုတ်။ဒီလိုပဲဖြစ်ဖြစ်ဒီလိုအမေရဲ့ဂုံကျွန်တော်တို့တတိကျတင်ပြခွင့်ရတယ်ပိတ်သက်တည်းရတယ်ဒီနေ့ခေတ်ဂုံအစ်စ်ကိုကြီးစုရမှာဖြစ်ပါတယ်။ ြတ်သူအခုလက်ရှိတော်တော်အမေရိကန်တာရိုက်နေရတာများပါတယ်။ဘာလို့ဆိုတော့မြတ်သူကသူနဲ့အကယ်မီရတဲ့ကားလည်းအမေရိကန်တာပဲ။ဟောနော်ဆိုတော့အခါကျတော့နောက်အာအာဘောအခုအဲ့ဒါလည်းကာရိုက်တာပြီးတော့အခါကျတော့ဒီကမဖလာတော့ကလည်းအမေရိကန်တာပဲ။အာပြီးတော့အခုလက်ရှိတော်တော်များသဘောကျနေဆောင်းရွက်ကြီးဆိုတာလည်း အမေနေရမယ်ဆိုတော့ကိုယ့်ရဲ့လက်ရှိအသက်အရွယ်ကမိခင်ကိုယ့်ကိုယ်တိုင်အိမ်တော်မှကြရလိမ့်မယ်နော်ကိုယ့်လက်ရှိကိုယ့်ရဲ့ပုံမှန်သက်တမ်းနဲ့ကိုယ့်အသက်အရွယ်ကဒါအမေတယောက်ဖြစ်တဲ့နေသားရောက်နေပြီဆိုတော့ကိုယ့်စီကိုဒီလိုစက်တွေလာတဲ့ခါကျတော့မြတ်သူဇလန်းလည်းကောင်းတယ်ဆိုရင်မြတ်သူလက်ခံပြီးတော့ရိုက်ပါတယ်ရှင်ငါအမေဖြစ်သွားပြီလားဆိုစိတ်ဘယ်တော့မှမဖြစ်ပါဘူးကိုယ့်အသက်အရွယ်ကကိုယ့်ကိုလာမဲ့ကာရိုက်တာတွေကတော့တည်ကြတဲ့၁၆နှစ်တော်မှဖြစ်နိုင်တော့ဘူးလေနော်ဆိုတော့ကိုယ့်ရဲ့ပြောင်းလဲလာတဲ့အသက်အရွယ်မှာအတွေ့အကြုံနဲ့ပေါင်းဆက်ပြီးတော့ဒီလိုမျိုးမိခင်နေရာမှာအာမြတ်သူကောင်းကောင်းလုပ်နိုင်မယ်လို့ဒရိုက်တာနဲ့သင်ပြမှုနဲ့ပေါ့နော်ကောင်းကောင်းလုပ်နိုင်မယ်ယုံကြည်ပါတယ်ရှင်အခုလက်ရှိတော့အဲ့လို ဖြစ်နေရပါတော့အမေတို့အမေကိုင်တာနဲ့လှတဲ့အမေပေါ့။အဲ့လိုမျိုးဖြစ်နေကြတယ်ရှင်။